်ဧပြီလ3ရက်၌လီဘီယာနယ်ရှင်ဝန်တပ်ခုဖြစ်ပေါ်နိုင်ဟုဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ လာမယ့်ဧပြီလဆန်းကစတင်ပြီးလေပြင်းအားနဲ့ရဝန်းတက်ခုဖြစ်ပေါ်နိုင်ထေလို့ပြင်ပမိုးလေဝသပညာရှင်ဦးဝင်းနိုင်ကအတည်ပြုလိုက်ပါထေ2025ခုနှစ်ဧပြီလ၄ရက်နေ့လယ်ပိုင်းကစတင်ပြီးဘင်္ဂလားပင်လယ်အော်တောင်ပိုင်းမှာလေပြင်းအားနဲ့ရဝန်းတက်ခုဖြစ်ပေါ်လာနိုင်ထေလို့ ECMWF GFS နဲ့ ICOM Motel တွေကမတ်လ30ရက်နေ့မှာတပြေးညီခံမှန်းချက်တွေထွက်လာတာတွေ့ရထေလို့ဆိုပါထေ အဆိုပါလေပြားနဲ့ရဝန်တခုမှမုံတိုင်းအဆင့်သို့ရောက်လာနိုင်မဲ့အခြေအနေက ECMWF chat မှာ60ရာခိုင်နှုန်းရှိတယ်လို့တွေ့ရပြီး GEFS ECMWF ENS chat တွေမှာလမ်းကြောင်းနဲ့အင်အားကြိုတင်ခန့်မှန်းချက်တွေတည်ငြိမ်မှုမရှိသေးတာကြောင့်မုံတိုင်းဖြစ်မဖြစ်နဲ့ဆက်လက်ရွေးပြားနိုင်မဲ့လမ်းကြောင်းမြန်မာနိုင်ငံအပေါ်တည်ရောက်မှုရှိမရှိနဲ့တည်ရောက်မှုများနိုင်မများနိုင်အတိအကျခန့်မှန်းနိုင်ခြင်းမရှိသေးဘူးလို့လည်းသိရပါတယ် ဧပြီလ9ရက်နေ့နဲ့နောက်ပိုင်းရက်တွေအတွက်ကြိုတင်ခမန်းချက်တွေကထော့တနင်္သာရီတိုင်းမွန်ကရင်ပြည်နယ်အေယာဝတီရန်ကုန်ပဲခူးတိုင်းနယ်ရခိုင်ကယားရှမ်းပြည်နယ်နေပြည်တော်မန္တလေးတိုင်းမကွေးတိုင်းစကိုင်းတိုင်းချင်းပြည်နယ်နဲ့ကချင်ပြည်နယ်တွေမှာမိုးအနှဲငယ်ကနေအသင့်အသင့်ရွာနိုင်တယ်လို့ဆိုပါတယ် ထားအပြင်ပြစ်ပေါ်လာနိုင်မဲ့လေဖျားနဲ့ရှင်ဝအခြေအနေပေါ်မူတည်ပြီးမိုးအတင်းတင်းကနေမိုးများနိုင်တဲ့အခြေအနေမျိုးလည်းပြစ်ပေါ်နိုင်မယ်ဆိုတာတွေ့ရတယ်လို့သိရပါတယ်လက်ရှိငလင်းသန်းခန်းသေးတာတွေကအကူညီကယ်ဆယ်ရေးလုပ်ငန်းဆောင်ရွက်နေကြတဲ့ရှောက်ဖွေကယ်ဆယ်ရေးအဖွဲ့တွေနဲ့ဥယျံစွန့်လွတ်လျရာထဲငလင်းသန်းတင်ပြည်သူတွေအနေနဲ့ဧပြီလလာဆန်းပိုင်းကစတင်ပြီးမိုးလီဝတ်တာဖြစ်နိုင်ခြေများကိုမပြတ်နားဆွင့်ကြဖို့အတိပေးထားပါတယ်ရှင်။